အနန္တာတဲ့လူသေးတိုင်းငါ့ကိုလာပြီးတော့ဘယ်ရောက်တော့ဘယ်ရောက်တော့မင်းနေလို့ရှင်မင်းတို့ငါ့ကိုညှင်းဆဲရရောက်နိုင်မယ်ငါ့ကိုဒုက္ခပေးတာပဲတဲ့ဘုရားကိုဗေဒင်မေးတယ်လို့ဖြစ်တယ်သေတဲ့လူတွေဘယ်ရောက်သွားတော့ဒီလူဘယ်ရောက်သွားတော့ငါ့ကိုလာမေးမနေနဲ့တဲ့ကိုကိုကိုစမ်းစစ်ကြည့်ဓမ္မဓာတလို့ခေါ်တယ်ဓမ္မ ကြည်မှန်ကြီးတခုဓမ္မကျေးမုံကြီးတခုငါပေးထားမယ်အဲ့ဒီကျေးမုံကြီးထဲမှာ ကိုယ့်ရုပ်ပုံတော်ကိုကိုပြန်ကြည့်တယ်မြတ်စွာဘုရားပြန်ကြည့်ပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ကိုဖြည့်ထုတ်လို့ရကိုမျက်နှာရိတ်ကိုကိုကြည့်ပြီးကိုယ့်အကိုမှန်ကျေးမုံထဲမှာကြည့်ပြီးဖြည့်ထုတ်တယ်လို့ပဲတကယ်ကိုဓမ္မကျေးမုံဆိုတဲ့ဓမ္မမှန်ကြီးကို ပြထားတယ် အဲ့ဒီထဲမှာကြည်ပြီးကိုယ့်ကိုဆုံးဖြတ်တဲ့ဆိုပြီးတော့မြတ်စွာဘုရားကဓမ္မဒါသဆိုတဲ့ဒေသနာတော်ကိုဟောပြောတာအနန္တဒီတရားကိုမှတ်သားထားတဲ့အဲ့ဒီဓမ္မဆိုတဲ့ခြင်းပုံပြင်ကြီးတဲ့ကို ကြည်လိုက်လို့ဒီအချက်လက်တွေနဲ့ညီတယ်ဆိုလို့ရှိရင်ကိုယ့်ကိုဆုံးဖြတ်တော်တဲ့ငါဟာအပေခံတုတ်ကင်းသွားပြီ ဘယ်တော့မှအပေပုံကိုမရောက်တော့ဘူးနောက်ဆုံးမှငါဟာတောတပံဖြစ်သွားပြီအပေတကားပိတ်ပြီလို့ကိုယ့်ဟာကိုယ်ဆုံးဖြတ်နိုင်တယ်ကိုယ့်ဟာကိုယ်ဆုံးဖြတ်နိုင်ဖို့ဓမ္မဒါသဆိုတဲ့တရားဒေသနာတော်ကိုမြတ်စွာဘုရားကနာတိကဟောပြောထားတယ်နာတိကလူတွေမေးမနေနဲ့တဲ့ကိုယ့်ကိုယ်ဆုံးဖြတ်ဖို့ဆိုပြီးအချက်၄ချက်ကိုမြတ်စွာဘုရားဟောတယ် အဲ့ဒီအချက်၄ချက်ကပါလေကိုယ့်ကိုပြန်ဆန်းစစ်ကြည့်ငါဟာမြတ်စွာဘုရားကိုယုံကြည်တာတကယ်ကိုအတိညာနဲ့နှစ်နှစ်ကာကသိပြီးတော့ယုံကြည်တာဟုတ်ကဲ့လားကိုယ့်ကိုစဉ်းစားဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘုရားရဲ့ခုံတွေကိုအလေးနဲ့သိပြီးတော့နှစ်နှစ်ကာကယုံကြည်တာဟုတ်ကဲ့လားဒါတခုတရားဓမ္မနဲ့ပတ်သက်ပြီးတော့နှစ်နှစ်ကာကယုံကြည်တာဟုတ်ကဲ့လား အရိယာတန်ခါဂုံနေနဲ့ပတ်သက်ပြီးနှစ်နှစ်ကာကယုံကြည်တာဟုတ်ကဲ့လားဖရာတရားတန်ခါကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာတစုံတစ်ခုမျှော်လင့်ချက်နဲ့ကိုးကွယ်တာလားကိုးကွယ်ထိုက်တယ်လို့ယုံကြည်လက်ခံလို့အသိဉာဏ်နဲ့ကိုးကွယ်တာလားဆိုတာကိုယ့်အကူဆုံးဖြတ်တယ်ကိုယ့်အကူဆုံးဖြတ်လို့ရတယ်အေးမြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လိုက်သည့်အတွက်ကြောင့် မြတ်စွာဘုရားဟောထားတာအလွဲမှားမရှိဘုရားဟောတဲ့တရားတွေမလုံရဘူးဆိုတာရှောင်ရမယ်ဆိုတာရှောင်ရမယ်လုံရမယ်ဆိုတာလုံရရှောင်ရမှာမရှောင်ရင်ဒုက္ခဖြစ်မယ်လုံရမှာမလုံဘူးဆိုရင်ကောင်းကျိုးချမ်းသာမရနိုင်ဘူးဘုရားပေါ်မှာလုံရယုံကြည်မှုရှိတရားဆိုတာလေယောဂရှိလို့ဆေးတောက်တဲ့အခါမှာဆေးပေါ်မှာယုံကြည်မှုရှိတယ်ဒီဆေးတောက်ရင်ငါယောဂပျောက်မယ်ဆိုတာယုံကြည်တယ်ယုံကြည်လို့တောက် ထို့တူပဲတရားနဲ့ပတ်သက်လာလို့ရှိရင်လည်းယုံကြည်တဲ့စိတ်ဓာတ်နဲ့တရားပေါ်မှာနှစ်နှစ်ကာလယုံကြည်သက်ဝင်မှုရှိသလားတန်ဃာတွေနဲ့ပတ်သက်လာရောအရိယတန်ဃာတွေပေါ်မှာယုံကြည်မှုသက်ဝင်မှုရှိသလားအခုလိုဆေးတောင်းလို့ယောဂပျောက်သွားကြတယ်သောတာပန်ဖြစ်တယ်သံဃာကံဖြစ်တယ်အနာကံဖြစ်တယ်ရန်တာဖြစ်သွားတယ်ဆိုတာရောယုံကြည်မှုရှိကြတယ်အဲ့ဒါလို့ယုံကြည်ပြီဆိုလို့ရှိရင်တော့ ကိုကိုဆုံးဖြတ်ပြီတော့တဲ့အာဟာတောတပံဖြစ်သွားပြီတို့ကိုကိုဆုံးဖြတ်နောက်တစ်ခုကဘာလို့ဆိုရင်အရိယကန္တသီလအရိယာတွေမျက်မျက်နှုံနှုံဆောင်းလျှောက်တဲ့ကိုချင်းသီလအရိယာတွေမျက်မျက်နှုံနှုံဆိုဘလောက်ထိမျက်နှုံလဲအခုခေတ်ကိုကိုစဉ်းကျင်စဉ်းစားကြည့်အခုခေတ်เนาะတာမန်ပုဂ္ဂိုလ်တယောက်ဟာတစ်စုံတစ်ခုအလဲနဲ့လှုပ်ရှားကြည့်ရှိလာလို့ရှင်ဘလို့ဖြစ်မလဲစဉ်းစားကြည့် တမိုးထမ်းရခြင်းမတူဘူးသီလနဲ့အသက်သီလအဖြက်ခံမလားအသက်သေးခံမလားဆိုရင် သီလပဲဖြတ်ကြမှာဟုတ်ဒီလိုဆိုတာပေါ့သီလကိုဖြတ်မယ်နောက်မှစောင့်မယ်ဆိုတဲ့အတွေးပဲရှိမယ်ဥပမာမယ်ပြောရမယ်ဆိုလို့ရှိရင်လူတယောက်မှအခက်ခဲတစ်ခုကြုံလာဘာအခက်ခဲလဲဆိုရင်အသက်ရဲ့ ပစ္စည်းဥစ္စာရင်နှစ်ခုတစ်ခုတော့ပေးဆက်ရတော့အသေးရင်လည်းခံမလားပစ္စည်းဥစ္စာလည်းအဆုံးခံမလားဆိုရင် လူတွေကပါရွေးကြတော့အသေးတော့မခံနိုင်ဘူးပစ္စည်းဆုံးရင်ဆုံးမစီပစ္စည်းနဲ့အသက်လဲလိုက်တယ်နောက်တစ်ခါအသက်နဲ့ကိုလက်ချေလက်ချေကိုအင်္ဂါဆိုတော့ဒုတိယဟာ လက်ဖြတ်ပြရမယ်ခြေဖြတ်ပြရမယ်လက်ဖြတ်ပြမှခြေဖြတ်ပြမှအသက်ရှင်မယ်ဆိုလို့ရှိရင် လက်တို့ခြေတို့ဆိုရယ်ကိုယ်အင်္ဂါရက်တွေကိုအဆုံးခံရအသက်ကိုမဆုံးခံဟောအသက်ကိုတမိုးထားကြတယ်ပစ္စည်းဥစ္စာနဲ့အသက်ရှင်လိုက်လို့ရှိရင်လည်းပစ္စည်းဥစ္စာကိုအဆုံးခံတယ်အသက်ကိုအဆုံးမခံဘူးကိုယ်ရဲ့အင်္ဂါရက်တွေနဲ့အသက်နဲ့ဆိုရင်လည်းကိုယ်အင်္ဂါရက်ကိုပဲအဆုံးခံတယ်အသက်ကိုအဆုံးမခံဘူး ီလိုလာเนาะအဲ့ဒါလို့ဒါဖြင့်သီလနဲ့အသက်ဘယ်ဟာရွေးမလို့ဆိုလို့ရှင်အသက်ဖြင့်ရွေးကြတာမန်ပုဂ္ဂိုလ်ရဲ့အသက်ဟောအရိယသူတော်ရှင်သောတာပန်ဖြစ်သွားပြီဆိုရင်အသက်နဲ့သီလဘယ်ဟာရွေးမလို့ဆိုရင်သီလကိုပဲရွေးမယ်အသက်ကိုမရွေးဘူးဟောအသက်တည်းတန်ဖိုးရှိပါဒီလိုဆိုလို့လားเนาะသောတာပန်ပုဂ္ဂိုလ်ဟာ ငါးပါးသီလကိုချိုးဖောက်ရမယ်မဖောက်ရင်အသက်သေလိမ့်မယ်ဆိုရင်ချိုးဖောက်မယ်လို့ဘယ်တော့မှစိတ်မကူအသေးခံမယ်ငါးပါးသီလကိုဘယ်တော့မှမချိုးဖောက်ဘူးဆိုတဲ့အရိယကန္တသီလပုံအခုလို့အသက်ထက်ပဲမျက်မျက်နိုးနိုးထိမ့်သိမ့်ဆောင်းဆောင်းနိုင်တဲ့စိတ်ဓာတ်မျိုးရပါလားဒီလိုဆိုတာပေါ့နော်ဘုရားပေါ်မှာနိနေကံကကြီးညိုတဲ့စိတ်ဓာတ်တရားပေါ်မှာနိနေကံကကြီးညိုတဲ့စိတ်ဓာတ် တန်ခါအပေါ်မှာနိမ့်နိမ့်ကာကာအကျဉ်းညိုတဲ့စိတ်ဓာတ်ငါးပါးတီလအပေါ်မှာအသက်ထက်မြတ်မြတ်နိုးနိုးထိမ့်သိမ့်ဆောင်းလျှောက်လို့တဲ့စိတ်ဓာတ်ဒီစိတ်ဓာတ်တွေရပြီဆိုတဲ့အခါဆိုရင်တော့ကိုယ့်ကိုပြောတော့တဲ့ငါတောတပံဖြစ်ပြီတရားဓမ္မကိုဒီလောက်မြတ်နိုးသွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလွဲချော်ခြင်းလုံးဝမရှိတော့ဘုရားဘာသာဝင်စစ်စစ်ဖြစ်ပြီးတော့ပထမအဆင့်ရိယသူတော်စင်ဖြစ်သူရောက်တယ်လို့ဆိုတာကို ကျင်းသိမှတ်ကြရမယ်လို့ရှင်အနန္ဒမထေရမြတ်ကိုမြတ်စွာဘုရားကညာတိကယ